ွားပိုင်ပိုင်အိတ်ဒီဘာဖို့ရဲ့တဝက်လဲပိုင်ပိုင်ဖို့ရဲ့တဝက်တဝက်ပြန်ပြောကော့ပိုင်ပိုင်အိတ်ဒီကော့ပိုင်ပိုင်အိတ်ဒီပိုင်ပိုင်ကော့ပိုင်ပိုင်ဘောပိုင်ပိုင်အိတ်ဒီပိုင်ပိုင်ဖို့ရဲ့တဝက်ဟုတ်တယ်မလားကလေးပိုင်ပိုင်ဖို့အနည်းနဲ့ဆိုင်ပိုင်ပိုင်အိတ်ရမှာလေဒါဒီ half angle formula ကော့တီတာပိုင်2ဖြစ်ခဲ့1 plus ကော့တီတာကိုပိုင်2နဲ့စားတာနော်အဲ့တော့ sorry ပါကြည့်ဒါဆိုရင် cos π 2ဒီ1 cos π 4 π 2 ကော့ပိုင်ပိုင်ဖော်ကော့45ဒီဘာတူးပိုင်တူးလဲရူတူးပိုင်တူးရူတူးပိုင်တူး1 plus root 2ပိုင်2ပေါ့ပိုင်2ရှင်းလားကလေးအဲ့တော့โอเคရောင်းမြန်လှန်ပြီးမြောက်လိုက်လို့ရှိရင် root square root of 2 plus root 2ပိုင်2ဆိုတာရသွားလိမ့်မယ်โอเค sin ပိုင်ပိုင်8ဆိုတာဒီဘာဒီမှာဘာလဲပိုင်ပိုင်8ဒီပိုင်ပိုင်4ရဲ့အတွက်မလို့ square root of 1 minus cos ပိုင်ပိုင်4ပိုင်2ပေါ့โอเคစီရဒါကြောင့်ဒီဘာဖြစ်သွားမှာဆိုရင် square root of 2 minus root 2 by 2လို့ရသွားလိမ့်မယ်ကလေးနားလည်လားဟုတ်ကဲ့ဟုတ်ပြီဒါလေးနဲ့တွဲကြည့်ရမှာဆရာတို့ g တန်းအတာမျိုးလေးတွဲကြည့်ရဒါဆိုဘာဝင်ရုပ်ဆို x ဝင်ရုပ်ကြည့်လိုက် x ဝင်ရုပ်နဲ့တွဲနာတွေက180တွေ360မဟုတ်လားကလေးဟုတ်ပါစီဟုတ်အဲ့ဒါဆိုရင်ဆရာတို့က sin ဒီ sin တန်ဖို့ cos ဒီ cos တန်ဖို့ tan ဒီ tan တန်ဖို့တွေ180နဲ့ဒီ x ဝင်ရုပ်နဲ့အပေါ်အောက်ရှိတဲ့ကောင်းတွေဒီသူက drive ပြန်ထွက်တယ် sin ဆို sin နေရ cos ဆို cos နေရတက်နော် sin ဆို sin နေရ cos ဆို cos နေရထွက်တယ် ဒီမှာကြည့်60နဲ့ပတ်သက်တဲ့ကောင်ကြတော့ sin ဒီ cos နေရ cos ဒီ sin နေရရှင်းတော့ပြောင်းသွားတယ်လို့မှန်။ဟုတ်ကဲ့။ပြန်ပြောမနော်။ဘာမယိုးနဲ့တွဲရင် x ဝင်နဲ့တွဲရင် sin က sin နေရ cos ကလည်း cos နေရဒီမှာကြည့်ဒီမှတ်ကူမှဆိုရင်ဘာ cos sin လို့ရှိတယ်မလား။ cos cos တန်ဘူတန်ရိုက်မယ် sin sin တန်ဘူရိုက်မယ်။ဒါမှမဟုတ် y ဝင်ယိုးရဟိုဘက်ဒီဘက်ဆိုရင် cos နေရမှာ sin ရိုက်ရမယ် sin နေရမှာဘာရိုက်ရမှာဆို cos ရိုက်ရမယ်။ဟုတ်ကဲ့။ဟုတ်ပြီနော်။ဒါမျိုးလေးကိုပဲပြောတာ။ဒါ negative angle ဆိုတာတော့ အနှုတ်ပါလာရင်အောက်ဘက်ကနေပတ်တော့ဒီနေရာမှာဆိုရင် sin minus theta ဆို minus sin theta cos minus theta ဆိုရင် plus cos theta tan minus theta ဆို minus tan theta ကိုပြောတာနော်ဒါမဲ့ဆရာကပိုင်ပိုင်အဲ့ကိုအဓိကထားပြောနေတာဆိုဆရာဇာလေးတူခင်းလိုက်ပြီဟောဒီမှာရှိတဲ့အလေမြင့်ချောင်းတွေဒီအဲ့ဒါပိုင်ပိုင်ဖောရဲ့တန်ဖိုးတွေပဲဘာဖောရဲ့တန်ဖိုးတွေလဲပိုင်ပိုင်ဖောရဲ့တန်ဖိုးတွေပိုင်ပိုင်ဖောကိုတွဲဝတ်ချင်းဒီကြားထဲကိုရောက်သွားတယ်ဒါတော့ဒီမှာကြည့်ဒီမှာဘာပိုင်အဲ့လိုဆရာပြောထားကြံပိုင်ပိုင်အဲ့ပိုင်ပိုင် ဟုတ်တယ်မလားခလေးဒီမှာလဲပိုင်ပဲဒီဆရာအပေါ်၄ခုကိုတင်အောက်၄ခုတည်တယ်ဒီမှာဘာပိုင်အိတ်လဲဆရာပြောပိုင်ပိုင်အိတ်ပိုင်ပိုင်အိတ်ဒီအပေါ်လဲကြောက်ဒါဒီဘာပိုင်ပိုင်အိတ်ဆိုတာဒါပိုင်ပိုင်အိတ်กว่าဆိုတာဒါ3ပိုင်ပိုင်အိတ်ဘာပိုင်ပိုင်အိတ်လဲ3ပိုင်ပိုင်အိတ်3ပိုင်အိတ်ဒါဆို5ပိုင်ပိုင်အိတ်တွေ့လားတို့ကနောက်ဒီတဝက်ဆိုရင်နော်ဒီတဝက်ဂျားတဲ့တွေဆိုရင်ဂျားတဲ့တွေကိုပြောရအောင်ဒီဂျားတဲ့တွေပိုင်ပိုင်အိတ်ဒီဂျားတဲ့ဒီဘာလဲပြောဘာပိုင်ပိုင်အိတ်လဲ3ပိုင်ပိုင်အိတ်3ပိုင်ပိုင် ဒီနှစ်ခုကြားတဲ့ကျတော့ဘာပိုင်ပိုင်အိတ်5ပိုင်ပိုင်အိတ်5ပိုင်ဒီနှစ်ခုကြားတော့ဘာပိုင်ပိုင်အိတ်7ပိုင်ပိုင်အိတ်ဒီကြားတဲ့ကဘာပိုင်ပိုင်အိတ်9ပိုင်ပိုင်အိတ်ဒါဆို11ပိုင်ပိုင်အိတ်13ပိုင်ပိုင်အိတ်ဒါ15ပိုင်ပိုင်အိတ်ဒီဘောကြတော့ဗာလဲ17ပိုင်ပိုင်လို့ဟဲ့လို့ပြန်တက်သွားတာနားလဲလားခလေးဟုတ်ကဲ့ဆရာဟုတ်ပြီနော်ဒါဆိုဆရာဒါခဏပြန်ဖြတ်မယ်ကြည့်ခလေးဒါဆိုရင်ဆရာအခုပြထားတဲ့အလဲအမြင်တွေဒီ ပိုင်ပိုင်အဲ့နေရာတွေလားပိုင်ပိုင်ဖောနေရာဒီကောင်တွေကဘာပိုင်ဖောတွေလဲပိုင်ပိုင်ဖောတဝက်နေရာတွေနော်ဟုတ်ကဲ့ဆရာတို့ကပိုင်ပိုင်အဲ့ကိုလိုချင်အဲ့တဝက်ရဲ့ဘာလဲတဝက်ဘာလဲတဝက်ဆရာပြောတဝက်ရဲ့တဝက်ဆိုတာလေးပုံတပုံပေါ့ဒါမှမဟုတ်ဒီရတဲ့ဒီဘာပိုင်အဲ့ဖြစ်သွားလဲပိုင်ပိုင်အဲ့ဖြစ်သွားတာကလေးပိုင်ပိုင်အဲ့ပိုင်ပိုင်အဲ့ဆိုတာကြာဒီမှာတော့ဒီနှစ်ခုအပေါ်နဲ့အောက်နဲ့တွဲနေနေဆိုဘလို့ရေးလို့ဆရာပြောတယ်ဓာတ်ရရေးကော့ကော့နေရဆိုင်းဆိုင်းနေရဘာလဲဆရာပြောကော့ကော့နေရဆိုင်းဆိုင်းနေရ ဆိုင်နေရဒီမှာဆိုရင်သူရဒီမှာကြည့်ပါကော့ပိုင်ပိုင်အဲ့ဘာပိုင်ပိုင်အဲ့လေဆိုင်းပိုင်ပိုင်မှလားကလေးโอเคကော့ပိုင်ပိုင်ဆိုင်းပိုင်ပိုင်အဲ့တန်ဖိုးဆိုရင်မတော့ဓာတ်ရိုက်ရဲကော့တန်ဖိုး2 plus root 2ပိုင်2တွေ့လားကလေးโอเคနောက်ကဆိုင်းရလဲ2 minus root 2ပိုင်2တွေ့လားကလေးโอเคစီရကြည့်ဒီဘက်မှာကြည့်ကော့7ပိုင်ပိုင်အဲ့ဆိုင်း7ပိုင်ပိုင်အဲ့တွေ့လားသူကလဲဘာနဲ့ကန့်တာလဲ x နဲ့ကန့်နေတာမဟုတ်လားโอเค ဒါဆိုဒဲရိုက်တဲ့2 root 2 by 2 2 root 2 by 2တွေ့လားခလေးဟုတ်ကဲ့စီဟုတ်ပြီသူရှင်းမှာ minus ပလက်ပါခြင်းကဘာကွာလဲဆိုတော့ပထမစိတ်ပိုင်းကအလုံးအပေါင်းမှတ်မိလားခလေးမှတ်မိပါစီဒုတိယစိတ်ပိုင်းကဘာသာအပေါင်းနဲ့ sin သာအပေါင်း sin သာအပေါင်းဒီမှာ cos နေရာဆိုတော့ဘာထွက်သွားဒီမှာ minus ထည့်ပေးတာတွေ့လားโอเคစီရနောက်ကအပေါင်းဟုတ်ပြီဒါဆိုအပေါ်တက်မယ်မကြီးအပေါ်ချမ်းကြတော့မကြမ်း x နဲ့ကတ်လား y နဲ့ကတ်လား ဝိုင်းနေကတည်းဝိုင်းနေကတည်းဒါမှမဟုတ်ဆရာတို့ကဟောဒီကော့နေရာမှာဘာပြောင်းရည်လားစိုင်းပြောင်းရေးပြီးတော့စိုင်းနေရာမှာဘာပြောင်းရည်ကော့ပြောင်းရည်လဲဟုတ်ကဲ့အဲ့ဆို square root of 2 minus root 2 by 2 square root of ဘာ plus root 2 by 2လဲ2 plus root 2 by 2ပထမစိတ်ပတ်ဆိုတာဘာပေါင်းလဲအားလုံးအပေါင်းဟုတ်ကဲ့ဒီဘက်လာပြီတွေ့လားဘာနဲ့ပဲကန့်တာဝိုင်းနဲ့ကန့်နေတာမလားဟုတ်ကဲ့ကြောင်းမြန်စိုင်းနေရာမှာကော့ရေးမယ်ကော့နေရာမှာစိုင်းမယ်စိုင်းနေရာမှာကော့ရေးမယ်တွေ့လားကလေး ကျာ2 minus root 2 2 plus root 2 by 2ဒုတိယစိတ်ပိုင်းကော့နေရဆိုပါလဲ minus ထွက်တယ်အဲ့လေးကိုသိရင်ရသွားပြီကလေးဒါလည်းမနော်โอเคရင်းသုံးမှတ်ထားပါဘာဝင်ရုံးနဲ့ကတ်တဲ့နှစ်ခုကိုရင်ရေးမလဲအိတ်ဆွန်ရုံးနဲ့ကတ်တဲ့နှစ်ခုရေးဟုတ်ကဲတော့ဒါလည်းဘာလဲပြောဘာ plus လဲ square root အောင်ပြောဆရာပြော2 plus square root of 2 plus root 2 by 2ဒါ square root of 2 minus root 2 by 2ဟုတ်ဒီဘက်လည်းအဲ့တိုင်းပဲပြော square root of square square root of double root 2 by 2 square root of 2 minus root 2 by 2 root 2 by 2ဟုတ်ပြီနော်ဒီမှာ minus ပါချင်းဒီဘယ်စိတ်ပိုင်းလဲဒုတိယစိတ်ပိုင်းဒုတိယစိတ်ပိုင်းပြောလာပြီဒါကြတော့ဘာဝင်ရုံးနဲ့ကတ်သွားရလဲဘာဝင်ရုံးမလားဘာဝင်ရုံးနဲ့ကတ်ချင်းနောက်ပြောင်းရေးတာပေါ့ကွာ2 minus root 2 by 2နဲ့2 plus root 2 by 2ဖြစ်တယ်အပေါင်းလေးပဲ okay ဒီကောင်လဲဘာဝင်ရုံးနဲ့ကတ်တာဝင်ဝင်နဲ့ကတ်တယ်ချင်းနောက်ပြန်ရှေ့ရ room 2 minus root 2 by 2ဖြစ်နောက်က2 plus root 2 by 2ဖြစ်တယ်တွေ့လားကလေး ဟုတ်ကဲ့ဆရာဒုတိယစိတ်ပိုင်းဆိုစိုင်းတာပေါင်းဆိုရှေ့ရကောင်ပါလေအနှုတ်တွေ့လားဟုတ်ပြီခလေးကြီးဒါဆိုလွယ်သွားပြီအဲ့လေးခုရပြီးသွားပြီဒီကောင်နဲ့မှကြည့်ခလေးဆရာပြောမှကြည့်သူနဲ့ဒီမှာကြည့်ဒိတ်ဒါဘာဆိုင်တောင်းလဲထိတ်ဆိုင်တောင်းမလားဟုတ်ကဲ့ဒီတံမိုးတွေအကုန်ပြန်ယူမယ်တွေ့လားဒီမှာဒီတံမိုးတွေအကုန်ပြန်ယူတယ်တွေ့လားဒီမှာဟုတ်ကဲ့ဒါသူကလက္ခဏာတော့ပြောင်းသွားပြီအနှုတ်တွေဆိုအပေါင်းဖြစ်ဒီမှာအပေါင်းနှစ်ခုမလို့ဒီမှာဘာနှစ်ခုဖြစ်သွားလဲအနှုတ်နှစ်ခုတွေ့လားခလေးနှစ်ခုရှင်းလားနော် ဒါနားလဲလားဟုတ်ကဲ့နားလဲပါစီဒီတက်တက်ကိုကြည့်မယ်တွေ့လားဒီတက်တက်တန်ဖိုးတွေအတူတူပဲတွေ့လားဟုတ်2မိုင်းနဲ့2 2ဘိုင်း2 2ပလတ်2 2ဘိုင်း2ဒီမှာတွေ့လားဟုတ်ကဲ့လက္ခဏာစန့်ကျင်မှာဒီမှာအပေါင်းတစ်ခုဆိုတော့ဒီမှာပါနှစ်ခုလဲအနှုံးနှစ်ခုဟုတ်ပြီနော်နောက်ဒီမှာကြည့်မယ်ဒီတက်တက်ကို2မိုင်းနဲ့2 2ဘိုင်း2 2ပလတ်2 2ဘိုင်း2အတူတူပဲဒီမှာတွေ့လားခလေးဟုတ်ပါစီ။ဒီမှာအနှုတ်ပေါင်းဆိုဒီမှာဘာဖြစ်သွားလဲအပေါင်းနှုတ်စမ်းခြင်းပဲ။ဟုတ်ကဲ့ မြင်နေနော်ဒါအောင်ကြည့်ဒီမှာသူ့ရဲ့ဓာတ်ဒီမှာတက်တဲ့ဒီမှာတို့ကထိတ်ဆိုင်တော့ဒီမှာကဘာလဲ2 plus root 2 by 2 2 plus 2 minus root 2 by 2 2ပဲတွေ့တာခလေးโอเคလက္ခဏာပြောင်းမယ်အနှုတ်ပေါင်းဆိုတော့ဒီကဘာပြန်ဖြစ်လဲအပေါင်းနှုတ်ပြန်ဖြစ်တယ်ဒီဇီယာွက်လေးကိုတိထားရင်စားအဲ့ဒီပိုင်ပိုင်ပြဿနာရှင်းသွားပြီဒါလေးကိုဒါရအောင်ခဏလောက်ကျင့်နေရှင်းရလေသားဒါဆိုကြည့်မယ်နော်ပိုင်ပိုင်8ဆိုဒီမှာဒါပိုင်ပိုင်8ဒီမှာဒါဒီချမ်းဒီဒါဘာပိုင်8လဲပိုင်ပိုင်8 ဲ့ဒါကလေးဒါကြတော့ဘာလဲဒုတိယကျဘာပိုင်ပိုင်8လဲ3ပိုင်ပိုင်8ဟုတ်ကဲ့သူကမာဂနန်နေပဲလာမာလေးပြီးတော့ဒီကောင်ကျတော့ဘာပိုင်ပိုင်8ပိုင်ပိုင်8ဒီအောင်ကြဘာပိုင်ပိုင်ဖြစ်သွားမလဲ7ပိုင်ပိုင်8 7ပိုင်ပိုင်ဒါကြတော့ဘာပိုင်ပိုင်လေ9ပိုင်ပိုင်8 9ပိုင်ပိုင်ဒါကြတော့ဘာပိုင်ပိုင်ဖြစ်မလဲ11ပိုင်ပိုင်8 11ပိုင်ပိုင်8 ဒါကြတော့13ပိုင်းပိုင်းအေးဟုတ်လားခလေးဟုတ်ပါစီဒါကြတော့ဘာဖြစ်သွားမှာဆိုရင်15ပိုင်းပိုင်းအေးအပေါ်တက်လို့ရှင်70ပိုင်းပိုင်းအေးပေါ့ဒီကောင်ပြန်လာဒီကောင် minus ပိုင်းပိုင်းအေးဆိုလဲဒီတိုင်းပဲမှတ်မိလား minus ပိုင်းဆိုဒီတိုင်းပဲ okay ဟုတ်ပြီခလေးဒါလေးကိုကြည့်မယ်နော် okay ပြီးတော့ပါစီ next ဟုတ်လာပြီခလေးဒီပုံစံလေးကိုဖတ်လိုက်နံပါတ် A ကိုဖတ်ကြည့်ပါ number is 7 by 4 equal to minus i ဟုတ်ပြီကြည့်ကလေး7 by 4လာပြီနော်ဒါဆိုဆရာတို့ကဘာနဲ့ပြန်စမလဲ minus ပိုင်းအနေစမှာလေ minus i ဆိုတော့0ကောမှာဘာ1လဲ minus 1 minus 1 minus i ဆိုဆရာတို့ဘာလဲသူ့ကိုကြည့်လိုက်တော့ i atom နဲ့ကြည့်လိုက်ချင်း atom ဘဝ1နဲ့တိရ atom ဘဝ minus ပိုင်းပိုင်းတူတူထွက်လိုက်ပြီဟုတ်ကဲ့မေကွန်းပြန်ကောင်းမယ်ဇက်လေးတက်က minus i ဒါဆိုဇက်ကိုလိုချင်ရင်ဒီက 4-1ပေါ့နော်4-1 minus ပိုင်ပိုင်2ကို 2k ပိုင်နဲ့ပေါင်းပြီးဗာနဲ့စားမှာလဲ4နဲ့စားမှာ4နဲ့စားလာပြီခလေးဘာတန်မို့0လဲ 2k တန်မို့0 0ဆိုတာလဲပြောမြင်လာတော့လဲ minus ဘာပိုင်8လဲပိုင်ပိုင်8မလားခလေး minus ပိုင်ပိုင်8ဖြစ်ခဲ့ရင်ဆရာတော့ minus ဆိုဒီအောက်ကွက် structure ကွက်ကိုင်းလာမှာလေဒီအောက်ကွက်တာကွန်တော့ဟိုဟာဖြစ်တာလေးကိုတစ်ချက်ကြည့်မယ်ဆိုရင်အဲ့မှာဘာဖြစ်သွားမှာလဲဆိုတော့သူဒီဘာဝင်ရိုးနဲ့ကတ်နေတာ